ော်စနေညရဲ့ပွဲကြီးပွဲကောင်းတပွဲလာပါပြီဆရာ။အော်တပြည့်ပွဲ။နောက်ဆုံးဟိုပွဲကြင်17နာရီမှာကန်ပါပွဲပွဲကြီးပွဲကောင်းဟိုအက်စတွန်ဗီလာနဲ့နယူကာဆယ်အမြင့်ပြန်တပါနှစ်သင်းစူပါဖောင်နေဖြစ်နေကြတဲ့နှစ်သင်းနော်တွေ့ကြပြီတော့အားလုံးသိကြတဲ့အတိုင်းပဲအက်စတွန်ဗီလာအက်စတွန်ဗီလာကတော့ဒါဂျားရဲမှာ PSG ကိုအိမ်ခွင့်နိုင်ခဲ့ပြီမြင်တာနှစ်ချော့ရလက်ကိုမရှင်နိုင်ပဲလို့ချန်ပီယံလိဂ်ကနေထွက်ခွာ ွားခဲ့ရတယ်ပေါ့နော်ဒါဗီလာတွက်ကအခုအိမ်ခွေးမှာတကယ်နောက်ဆုံး၁၀ပွဲမှာ၉ပွဲနိုင်တာတကယ်နှစ်ကြာကြီးညူကာဆယ်ကိုရှင်ဆိုင်ရမှာညူကာဆယ်ကလည်းဒီခရစ်တယ်ပဲလစ်ကို၅ခုပြည့်နဲ့နိုင်ပြီးတဲ့နောက်ပိုင်းမှာပွဲစုံ၆ပွဲသက်တမ်းအနိုင်ပွဲရထားတဲ့အသင်းဖြစ်ပါတယ်နော်အဲ့တော့ဒီအဒီအိုရဲ့အသင်းကဒါပအကျော့မှာလဲဟိုအက်စတွန်ဗီလာကိုသူ့မြေမှာ၃ခုပြည့်နဲ့နိုင်ထားခဲ့တယ်၃ခုပြည့်နိုင်ထားခဲ့တယ်ဆိုတော့လက်ရှိမှာဗီလာကလည်းဒီဒီနှစ်သင်းပွဲစဉ်ကဒါထိပ်ဆုံး၅သင်းနေရာစည်ရင်းဝင်ဖို့အတွက် တကယ်ကိုတန်ဆိုင်မှုကြီးမားတဲ့ ပွဲဆိုတော့ပြိတ္တတွေကဒီပွဲကိုညံညံဆိုင်ဆိုင်နဲ့ကြီးလို့ကောင်းပြီးတရေရလက်နဲ့ပဲပြီးဆုံးသွားမလားလို့လည်းမျှော်လင့်နေတယ်မျှော်လင့်ကြပါလေ။ဒါမှမဟုတ်အစတွန်ဗီလာကလည်းဒါပအကျော်ရှုံးကြီးကိုသူ့မြေပြန်ဖြစ်တဲ့အချိန်မှာပြန်ဆက်မှန်လားဆိုတာလည်းရှိတယ်။ဘာကြောင့်လဲဒီလိုကျွန်တော်ပြောရတယ်လေဆိုတော့အစတွန်ဗီလာကနောက်ဆုံးစားခဲ့တဲ့10ပွဲမှာတပွဲပဲကြီးကြတာလေ။ ရတဲ့အနေနဲ့ကလည်းတပွဲပဲရှုံးတယ်။ဂျန်နဲ့ကိုးပွဲဆုံးနိုင်ထားတယ်။ဂျန်နဲ့ကိုးပွဲဆုံးချေးကြတာတယ်။အဲ့ဒီသူရှုံးတဲ့ပွဲကရတဲ့အနေနဲ့ရောချေးရရှုံးတဲ့ပွဲကအက်စတိုဗီလာအဝေးဝင်းမှာသွားချင်ဆိုင်ခဲ့တဲ့ပွဲတစ်ပွဲပဲရှိ။အဲ့တော့ဒီလိုအနေထားမျိုးနဲ့မှာတကယ့်ကိုအခုကအဆင့်၃နေရာမှာနော်တန်ဟိုတော့နှစ်ဘက်ဖြတ်ပြီးတော့တက်လာတဲ့နယူကာဆယ်ကပါကျော်ရတဲ့အတိုင်းပဲပြန်ဖြစ်မလားဒီ သုံးလို့ပြအရှုပ်ကိုဗီလာပဲပြန်ပြီးခြေဖြတ်သွားနိုင်မလားပလိတ်သက်တွေကလည်းမြန်မြန်ဆန်ဆန်နဲ့ဂိုးတွေမြင်းတွင်းဖတ်တဲ့ဘက်တွင်းကြပြီးတော့ပဲဒီပွဲကအေးရလက်လေးနဲ့ပြီးသွားမလားဆိုတဲ့မျောလင်းချင်းပေါင်းများစွာနဲ့အရေးကြီးတဲ့ပွဲစဉ်တပွဲပေါ့ဆရာတို့ရဲ့အမြင်လေးတစ်ချက်တော့ပြောပြပေးပါအက်စတွန်ဗီလာကိုကြည့်မယ်ဆိုရင်ဗျာဒီယာဒီမှာအာဆင်နယ်တသင်းကိုပဲပရီးမီးယားလိမှာရှုံးတော့တော့ခရစ်စတယ်ပယ်လစ်ကိုသူအပြင်ကွင်းမှာရှုံးနေဆိုတော့ဒါလိဖလားပြန်ကွင်းမှာရှုံးဆိုတော့အဲ့သူ့ရဲ့ဖောင်းကအင်ကွင်းဖောင်းကခြေစွမ်းကတော်တော်လေးကောင်းတယ် ။ဟောဒီချန်ပီယံလိမှာကြည့်လိုက်မယ်ဆိုရင်လည်းအဲ तू ဒါဗျာဟိုကန်ဆိုးပဲပြောအောင်။ PSG ကလည်းတော်တော်ကောင်းပါတယ်။ PSG ကလည်းဒီဘောလုံးအဖြတ်အပိုင်းတွေကတော်တော်ကောင်းတာ။အာဒီဟိုဘာစီလိုနာလိုမျိုးတော်ကစားနိုင်တယ်။ဘာကြောင့်လဲဆိုတော့သူကလည်းဟိုဒီစပယ်နီးပြအန်ဒရီကိုင်နေတဲ့ခါကြောနော်အဲ့လိုမျိုးဖြစ်ပြီးတော့ဘောလုံးအဖြန့်နဲ့အရန်ကောင်းတယ်ပီအက်စီကအဒါတော့မှ तू ကအိမ်ကွင်းမှာဗီလာကအနိုင်ရယူလိုက်နိုင်တယ် နော်ခြေစွမ်းပိုင်းမှာမနေကိုသူအာလိုက်ကစားပါဗျာဟို PS PSG ဟိုခြေစွမ်းပိုင်းကိုမနေလိုက်ရှင်ပြိုင်ပြီးတော့အနိုင်ယူသွားတယ်ဆိုတွေ့ရတယ်ဗောနော်အဲ့တော့ Aston Villa ရဲ့ A win ကတော့ကြောက်ဖို့ကောင်းတယ်လို့ပြောရအောင်အဲ့တော့အိုးပြီးတော့ Aston Villa ကကျွန်တော်အမြဲတတိထားပြီးအောင်ပြောပါလေဒီစကားဝိုင်းရတယ်ကျွန်တော်တို့ဟိုဒီနောက်ပိုင်းမှာဒီ2025နောက်ပိုင်းဆိုရင် Aston Villa ရဲ့ကစားအားရ ရန်ကောင်းလာပြီးတော့ခုဒီချန်ပီယံလိဝင်ခွင့်ကိုလုံးဝမျောမှန်းလာနိုင်တဲ့အဆင့်ကိုရောက်လာ။ချန်စီကိုဒီ Northern Forest တို့ကချေချွန်နိုင်မှုအများဆုံးလို့ကျွန်တော်ထင်တယ်။အဲသူတို့ပြိုင်နေတဲ့ဒီအားလုံး၅သင်းပေါ့။၅သင်းလောက်ပြိုင်နေတဲ့အဲ့အဲ့ချန်ပီယံလိဝင်ခွင့်နှစ်နေရောင်ပြိုင်နေတဲ့အထက်မှာချေချွန်နိုင်မှုအများဆုံးကဒီ Chelsea နဲ့ဒီ Forest နဲ့ကျွန်တော်မြင်ကျွန်တော်ကျွန်တော်မြင်တာပေါ့နော်။အဲအဲ့မှာရောင်းသွားနိုင်တာကခုနောက်ပိုင်းမှာဟိုဘယ်လိုတောချောက်သလို့ နောက်ကနေလိုက်ချောက်လာပြီအက်စတွန်ဗီလာကလိုက်ချောက်နေပြီအကုန်လုံးဒါပေမဲ့အဲ့သူအခုဆိုဒါဘာပြောပြော तू ကနေဝက်ဆိုင်နိုင်လာပရီးမီးယားလိနေဝက်ဆိုင်နိုင်လာပြီးတော့ဟာဟိုတိုက်စစ်အားလည်းကောင်းနေပြီအိမ်ဝင်းတိုက်စစ်အားလည်းကောင်းနေပြီဇန်နဝါရီမှာခေါ်လာတဲ့ကစားသမားတွေကလည်းကောင်းနေပြီဂိုးတွေသွင်းနေပြီဆိုတော့ तू သူ့ရဲ့တိုက်စစ်ဖောင်းက4231မှာအရှိရ၄ယောက်ကဝက်ကင်းစတို့ဘာလို့ကလည်းဂိုးသွင်းရကောင်းနေတဲ့ချိန်ပေါ့နော်ဒီဘက်ပိုင်းမှာကျွန်တော်နယူကာဆယ်ကိုပြန်ကြည့်အောင်နယူကာဆယ်ကလည်းအခု၅ဘွယ်လိ၅ဘွယ်ဆိုင်နိုင်တယ် ပြိုင်ပွဲစုံ6ပွဲစားလိုက်နိုင်တယ်။အဲ့ဒီပြိုင်ပွဲစုံ6ပွဲစားလိုက်နိုင်ရတာကိုဂိုးတွေကြိတ်လိုက်မယ်ဆိုရင်အလုံးပေါင်း16ဂိုးတောင်သွင်းသွားတယ်။ဆိုတော့အဲ့ဒီလူကာဆဲကလည်းတော့6လိုက်တာမှ Forest ပြုတ်ကြတော့လည်းအဆင်အောင်ရောက်။ Forest တို့ Man City တို့ပြုတ်ကြအောင်အဲသူတော့6လိုက်တယ်။သူတော့6လိုက်တဲ့တော့ तू ကအဆင်3နေရာထိအောင် तू ကလည်းရောက်လာ။ရောက်လာပြီဆိုတော့ तू ကလည်းသူ့ကစားအောင်ပြန်ကြည့်မယ်ဆိုရင်ဒီဘက်ကအာဒီဟို Bans ကလည်းဟို ပဲလစ်နဲ့ပွဲမှာတော်တော်လေးကောင်းတာကစားသွားအတောင်ပံတွေကကောင်းကြတော့ဒီတိုးနာလီတိုးနာလီကစားဟန်ဆိုအဲ့ဒီပဲလစ်နဲ့ပွဲမှာတိုးနာလီကိုအရှုံးပေးလိုက်ရတယ်လို့တော့ဟိုဒက်ကလန်ရိုက်စ်ကိုရီအရှုံးပေးလိုက်ရသလိုပဲတိုးနာလီကိုအရှုံးပေးလိုက်ရခရစ်စတယ်ပဲလစ်ကအဲ့လိုဖြစ်သွားတော့ကွင်းလေကတိုးနာလီရဲ့ဒါဂျိုးလင်းတန်ရဲ့အာဒါဒါဆန်ဆန်ဆရာရဲဆိုရင်ပြီးခဲ့တဲ့ဘက်ကယူကာဆယ်ကွင်းလေကိုကျွန်တော်အကြိုက်ဆုံးပါပဲဟိုအဲ့တိုင်အဲ့တဘောပဲပေါ့နော်ဒီတိုးနာလီနဲ့ဂျိုးလင်းတန်တို့ကောင်းပြီခဲ့ဆိုထိမ့်မရဘူးတောင်းပန်ကလည်းကောင်း မာဖီရိုဒီဘက်ဘန်စ်ဘန်စ်မသုံးဘဲနဲ့ကျွန်တော်တို့အဲသူ့နာမည်တော့မေ့နေတယ်အဲ့ဒီဟိုသုံးမယ်ဆိုရင်တော့မတော်တော်လေးကောင်းတာအာ ISS နောက်ဆုံးကန်သွင်းလိုက်တဲ့အဝေးကန်ချက်ကိုးရတယ်လှရတယ်နော်ကိုသမဘလို့မှမဖမ်းလိုက်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာနယူကာဆယ်တိုက်စစ်ကလည်းပုံစံကောင်းတဲ့ဟိုလိုလိုရောက်မလဲကစုံဆိုင်ပြီးတော့တန့်နေသူကလည်းပြိုင်ရင်းဖြစ်သွားပြီသူကတောချောက်တဲ့အဆင့်ကနေပြီးတော့သူကပြိုင်ရင်းဆင့်ဖြစ်သွားပြီဆိုတော့အက်စတွန်ဗီလာတောချောက်တဲ့အဆင့်ကိုပြန်ရောက်လာပြီဆိုတော့အက်စတွန်ဗီလာကလည်းဖြိုမရအောင် လူကာဆယ်လူကာဆယ်ကိုသူ့ရဲ့အိမ်ခွင်းအချိန်အဝါနဲ့သူကလည်းဖြိုမချန်ပီယံလိဝင်ခွင့်ကိုသူကလည်းမျှော်မှန်းနိုင်ဆိုတော့ကျွန်တော်အဲ့ဘွဲမှာဘယ်အသင်းနိုင်နိုင်ဂိုးသွင်းများမယ်လို့ကျွန်တော်ထင်တယ်ဆရာရေရောဒါဆရာကျော်ကတော့ညာဆိုင်မဲ့ဂိုးတွေညာဆိုင်မဲ့အနေထားဘက်ကိုရည်ညွှန်းနေတယ်ပေါ့နော်ဂိုးအများဘက်ကိုတကယ်လည်းပြောရမယ်ဆိုအဲ့ဒီသူ့ဘွဲမျိုးကြီးလားတော်တော်လေးပြိတဲ့စုံလောင်မှုအများဆုံးပြီးတော့ဒီနေ့သင်ရလက်ရှိပေါင်ရရတယ်အားနဲ့ချက်ဆိုတာထောက်ပြပြန်နဲတယ်ညာဆိုင်လုံးကတော်တော်လေးကိုနဲတယ် ရှိလေနောက်ပိုင်းကအကောင်ဆုံးပြည့်ပြည့်စုံတဲ့အဲဒီကိုဒမပိုင်းကအစားတော်တော်လေးကောင်းတယ်။နှစ်သိန်းသောနောက်ပိုင်းပွဲရမှာလည်းဘူးသွင်းအားတွေတော်တော်လေးကောင်းပါတယ်။အဲဒါကတော့ဒီပွဲတွေမှာလည်းသိဝင်လာမိတာလားဟိုအမရီအနေနဲ့နောက်ဆုံး၃ပွဲဆက်နေယူကသိမ်းမနိုင်ခဲ့တယ်။အဲဒီပွဲတွေမှာဆက်ပြီးတော့ရှုံးမယ်ဆိုရင်၄ပွဲသက်ရှိရှိပါအောင်နော်။နောက်တစ်ခုရှိတာကအစွန်ဒီလာအိမ်ကွင်းတဝန်းလုံးလေးတိုက်တယ်။နောက်ဆုံးအိမ်ကွင်းပွဲနဲ့တက်မှာပြင်တခုနပြောသွားတယ်ပဲနဲ့တသိန်းဝင်လည်းရှုံးခဲ့။တဲ့နဲ့ပွဲတွေကချက်လက်တော်တော်လေးကောင်းတယ်အိမ်ကွင်းတက်ပြတာ။ ်နေယူကတဲကနောက်ဆုံးပရီးမီးယားလေးဝေးဝေးနှစ်ပွဲဆက်တော့ကလင်းရှိရတာဒီညမှာမတိုက်တာအဲ့တချက်နေယူကတဲကနောက်ဆုံးဝေးဝေးနှစ်ပွဲဆက်မှာမှသူကဒီရဒီပရီးမီးယားလေးပွဲတွေမတွေ့နေဘူးအဝေးဝေးသုံးပွဲဆက်တိကလင်းရှိရခဲ့တာတော့မရှိဘူးနော်ဒီပွဲတွေမျိုးမှာရသွားရင်တော့ရပါဘောရှိရပွဲတွေမှာတော့သူကအဲ့လိုနှစ်ပွဲဆက်ဘုံမပြရတဲ့နောက်ပွဲတွေမှာဘုံပြန်ပေးရသုံးပွဲမြောက်ဟာနေယူကတဲဟောင်းသူဖြစ်နေလို့ဆိုတော့ကျွန်တော်ဒီပွဲတွေမှာသုံးပွဲဆက်တိအစတိုမီလာကဒီမျိုးရှုံးတာဒီပွဲတွေတော့ ချက်တက်သွားမယ်လက်တက်သွားမယ်ပြီးတော့လက်ရှိအမှတ်လိုအပ်ချက်တင်ကြတယ်ကျွန်တော် Aston Villa ပေါင်ကိုတိုက်တယ်ပြီးတော့ Aston Villa ဒီ DH နဲ့ခံပတ်ပြအာဒီ Free Two နဲ့ခံပတ်ပြကတားနိုင်တဲ့ပွဲကိုတော်တော်လေးကိုတော့ဟုတ်ကဲ့အဲ့တော့ဒီမှာကျွန်တော်တို့အာရှာသေးသေးတစ်ချက်ကြည့်လိုက်မှာအာရှာသေးကတော့ကျွန်တော်တို့ level 30 Aston Villa နေပြန်ပေးပြီးတော့ဂိုးပေါင်းအသုံးလုံး20နိုင်ဖွင့်လာတယ်ခင်ဗျအဲ့ဒီပုံမှာဟုတ်ကဲ့ဟောအိအိဂွေးအစိမ်ကဒီလောက်ကြီးနေတဲ့ Villa ကိုရော level 30နဲ့ကျွန်တော်တို့ရင်းတင်တယ်လို့ထင်တယ်အဲ့ Villa ကတော့ချောင်းနေတဲ့အတွက်ကြောင့်မလို့ အနေရုပ်တည်တော့ရမယ်ဆိုရက် concept ကိုကင်ဆယ်မလားဘာမှမဟုတ်ဘဲနဲ့ဟာနေရုကဆရာသူအဆင့်300နေရာနေမကြရွတ်ဒီဘွဲကအင်မတန်ရေးပါတယ်ဆိုပြီးတော့ကစားလာမယ် concept ကိုကင်ဆယ်မလားအနည်းဆုံးပြား300တော့ရမယ်ဆိုရက် concept ကိုကင်ဆယ်မလားအဲကျွန်တော်ကင်ဆယ်ရတဲ့ concept ကိုကျွန်တော်ပြောသွားသလိုပေါ့ဘယ်အသင်းနိုင်တယ်ဒီဘွဲကအပြန်အလှန်အတွင်းကိုသွားမယ်လို့ကျွန်တော်ထင်တယ်ငသင်းတိုက်ဆက်အပြိုင်မယ်ဆိုရက် concept ကိုကျွန်တော်ကင်ဆယ်ပြီးတော့အပြန်အလှန်အတွင်းကိုများနိုင်တာကြောင့်ဂိုးဘော်ကိုကျွန်တော် ပိုကြိုက်ဆရာရဲ့အတွက်ကကြတော့ကျွန်တော်တို့ကဒီပွဲကတည်းကပြား30ကျင်းနေတာအဲ့ဒါတော့ကျွန်တော်လည်းတူပဲဟိုအက်စတွန်ဗီလာလက်တော့မှကြီးရတော့တော်တော်အောင်တာဘုရားကျွန်တော်ပြောသူနောက်ဆုံး10ပွဲမှာ9ပွဲလောက်ကြီးအောင်ပါလားတပွဲပဲကြာတော့ပြက်ကြီးနဲ့တပွဲပဲရှိခဲ့တဲ့အခါကျတော့ကျွန်တော်လည်းဒီပွဲကအက်စတွန်ဗီလာပဲကြိုက်တဲ့အတွက်ကြောင့်စနေညရဲ့နောက်ဆုံးပိတ်17နာရီမှာကစားမယ်ဒါအဆင့်9နှစ်9သင်းစရင်ဝင်ဖို့အရေးပါတဲ့ပွဲကြီးပွဲကောင်တစ်ခုဖြစ်တဲ့အက်စတွန်ဗီလာနဲ့နယူကာဆယ်ပွဲမှာဘော်ဒီကိုကျွန်တော်တို့ကအက်စတွန်ဗီလာဘက်ကိုရွေးချယ်ပြီး ဂိုးပေါင်းတော့ကျွန်တော်နှစ်ဖက်အပြန်အလှန်တွင်းကုန်းနဲ့ဂိုးအပေါ်ဝင်သွားမယ်လို့ရွေးချယ်ပေးလိုက်ပါတယ်